စိတ်ကောင်းရှိဖို့ကပထမမြန်မာနိုင်ငံမှာကျမ်းပေါင်းများစွာပြုစုပြီးပရိယတ်တိစာသင်္ကားတွေအတွက်အကျိုးပြုသွားတဲ့အမရပုရမဟာကဏ္ဍယောဆရာတော်ဘုရားကြီးရဲ့ကျောင်းတိုက်မှာမိမိရဲ့တပည့်တန်ခါတွေ လိုက်နာဖို့ဆိုပြီးတော့အချက်၁၀ချက်ရေးဆွဲသတ်မှတ်ထားတဲ့ထက်စိတ်ကောင်းရှိဖို့ကပထမဒါကိုဆရာတော်ကြီးကအလေးနဲ့ထားပြီးတော့ဘင်္ဂါတော်ရီလူရည်ရဲ့လေးစားတိုက်တဲ့အနေအထားမျိုးတွေရောက်အောင် ဘုရားမြတ်စွာရဲ့တပိတာဝကတို့ရဲ့ခုံကိုဆောင်းနေအောင်လို့ဆိုပြီးတော့အချက်ဆက်ချက်စီမင်းစည်းကမ်းချမှတ်ပြီးတော့ပေးထားတယ်။ဒါကြောင့်မို့မရဘူရမကဏ္ဍယောဆိုတာမြန်မာနိုင်ငံမှာစံပြအကြောင်းတိုက်တိုက်ဖြစ်လာတယ်။အဲဒီမှာဆရာတော်ကြီးသုံးထားတဲ့စကားလုံးလေးကအလုံးမှန်ကန်တယ်။ကြောင်းတိုက်တိုက်တာမကဘူး။ စိတ်ကောင်းရှိဖို့ကပထမလို့ဆိုတာကျောင်းတိုက်တိုက်တည်းမဟုတ်ဘူးမြို့တစ်မြို့ခရိုင်တစ်ခုတိုင်းဒေသကြီးတစ်ခုကပ်ပြီးတော့နိုင်ငံတော်ထိအောင်စိတ်ကောင်းရှိဖို့ကပထမဆိုတာမတမ်းမမှန်ကန်ပါဘူးအရာခသိန်းဟာဘာပဲလုပ်လို့ စိတ်ကောင်းတဲ့လုံးမနောက်ကလာတဲ့လှုပ်ဆောင်ချက်တွေဟာမှန်ကန်မှုရှိကအရာခသိစိတ်နဲ့ရှိဥစွာစင်စာကြံစီတွေးတောပြီးတော့မှနှုတ်ကလည်းထုတ်ပြောတယ်ကိုရီးလေးအောင်လည်းလှုပ်တယ်လို့ဆိုတော့စိတ်ကောင်းမရှိဘူးဆိုရင်ပြောသည်မစကားအမှားလှုပ်သည်မအလုပ်တွေလည်းအမှားပဲဖြစ်မှာပဲ။ ဒါကြောင့်မို့ဆရာတော်ကြီးကတော့သူကြောင်းတိုင်းနေပြီတန်ဃာတွေလိုက်နာဖို့ဆိုပြီးတော့အချက်ဆက်ချက်ရေးဆွဲပြီးတော့ထားတာစိတ်ကောင်းရှိဖို့ကပထမလေဝီနည်းလေးစားဖို့ကဒုတိယလေကျမ်းမာဖို့ကတတိယတန်ရှင်းဖို့ကစတုတ္ထအဝတ်စားတတ်ဖို့ကပင်စမလေ လူရင်ကျေးမှုဆိုရတဲ့မဲ့ဝဆဆင်မှုကလည်းရေးကြည့်တာပဲ။ဟောဝဆဆင်မှုရေးကြည့်တယ်။မြန်မာနိုင်ငံမှာရှိကြတဲ့ပုဂ္ဂိုလ်တွေလည်းမိမိတို့ရဲ့လူမျိုးရဲ့ခွန်သိက္ခာထောက်ထားပြီးတော့ဝတ္တစာတတ်ဖို့။တမာအပြင်းတော်လူတွေအထင်နေတော်ဝတ္တတယ်လို့ထင်ကောင်းထင်လိမ့်မယ်။သို့တော့စက်တိရှိအောင်ဝတ္တဖို့လို့ရမှာပေါ့နော်။တန်ဃာရီအနေနဲ့ကလည်းပဲ ဒီဟာကအဝတ်အစားတတ်ဖို့ဆိုဝတ်စားတတ်ဖို့ဝတ်စားစေရင်တတ်ဖို့ဒါဟာအတ္တမအရေးကြီးအဝတ်စားမတတ်ဘူးဆိုလို့ရှိရင်မြန်မာစကားတောင်မှကောင်းတဲ့အိဗယ်ကိုမပြောဘူးလေဒါကြောင့်မလို့ well dress ဆိုတဲ့တတ်တတ်ရရဝတ္တစားရမှုဟာလူမျိုးတစ်မျိုးရဲ့ လူရဲ့ခုံသိခာဒိဂနီတီလို့ဒီလိုပြောလို့ရတယ်တတယဝတ္တစာရတဲ့အင်္ဂရောကကြာဘူးတယ်မြန်မာနိုင်ငံကိုလာရောက်အုပ်ချုပ်သွားတဲ့အင်္ဂလိပ်တွေမြန်မာပြည်ကလူတွေသူတို့ကို လေးစားအောင်လို့ဆိုပြီးတော့ဒီလူတွေဟာတမင်္ဂလာကိုအမြဲတမ်းခေါင်းကိုတတ်တတ်ရဖြီးတယ်ဝတ်စားစင်မှု တမင်တကာလုံးတယ်လို့ကြားဘူးတယ်ငငယ်တော့ကြားဘူးတယ်နော် အမြဲတမ်းတတတရဲ့ဝတ်စားတာပဲဘယ်တော့ကြည့်လိုက်ကြည့်လိုက်တတတရဲ့နဲ့တေတတဝတ်စားတာအဲ့ဒီဝတ်စားဆင်ရင်မဟုတ်စနစ်ချလို့ရှိရင်လေလူကလေးစားလာတာဟုတ်တယ်လို့ဆိုလို့သူတို့နိုင်ငံရှိတဲ့အင်္ဂလိပ်တွေကတော့ကိုယ်ကဝတ်ချင်လဲဝတ်တာသို့တော့မြန်မာနိုင်ငံလာပြီးတော့နေတဲ့အင်္ဂလိပ်တွေကြတော့ဝတ်စားဆင်မှုကိုထူးထရီထားတယ် ဒီစကားကိုငငယ်ရကြားခဲ့ဘူးလားဟုတ်မဟုတ်တော့အဲ့ဒီခေတ်ကအရွယ်ရောက်တဲ့လူတွေသိကြမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကလည်းသူကြောင့်လိုက်ကတန်ဃာတွေကိုဆုံးမတဲ့အနေနဲ့အဝတ်စားတတ်ဖို့ကပင်စမတယ်နောက်တစ်ခုကဘာလို့ဆိုအနေထိုင်တတ်ဖို့ကသတ္တမလူတွေကအနေထိုင်တတ်ဖို့ကလည်းလူသေးတာနော် အနေထိုင်မတိုက်ရင်မကောင်းတော့အပြစ်ဆိုစရာတွေဖြစ်တယ်ပေါ့နေထိုင်လဲတိုက်ရမယ်နေတတ်ထိုင်တတ်ရှိရမယ်ဒါလို့ဆိုရမှာနောက်တစ်ခုကတော့အပြောဆိုတတ်ဖို့ကတတ္တမပြောတတ်ဆိုတတ်ရမယ်လိမ္မာရင်ကျေးစွာပြောတတ်ဆိုတတ်ဖို့လိုအပ်တယ်မြန်မာစကားမှာရှိတယ်လေအပြောမတိုက်ရင်ဆဲတယ်လို့ဆိုတာရှိတယ် နော်အပြောင်းမတတ်ရင်ဆက်တယ်လို့အဲ့လိုပြောတတ်ဆိုတတ်လာပြီဆိုလို့ရှိရင်လူတိုင်းကလေးစားရတဲ့အနေအထားမျိုးရောက်တယ်ဒါမှမဟုတ်ပြောတတ်ဆိုတတ်လို့ဆိုရအသွားလာတတ်ဖို့ကအထမတယ်ဒေဒီတတ်တတ်သွားတတ်လာတတ်ရမယ်တမားချင်းလူတွေကငါတို့သွားတတ်တာပဲလာတတ်တာပဲလို့ဒီလိုတော့ထင်ကောင်းထင်လိမ့်မယ်တိုးတော့ လူရင်ကြီးတွေအနေနဲ့သွားတတ်လက်ထားမယ်လို့ဆိုတာပေါ့။နောက်စီကံလိုက်တာဘုကနဝေမအားတိုင်းပြည်တပြည်မှာလည်းပဲစီကံဆိုတာရှိတာ။အဲဒီစီကံကိုလိုက်တာဘုဆိုတာဓမ္မအရေးကြီးတာ။မြန်မာနိုင်ငံရန်ကုန်မြို့ကလူတွေလည်းသိမှာပေါ့။ မီးပွိုင်ဆိုတာတွေပြထားတာရှင်မီးပွိုင်ဆိုတာ traffic law လို့ပဲခေါ်တာရင်နဲ့သွားတဲ့လူတိုင်းလိုက်နာမှာမီးစိမ်ပြထားတာလိုက်နာမီးနီပြထားရင်မသွားရဘူးဆိုတဲ့လိုက်နာမှုပဲအဲ့ဒီလိုက်နာမှုစီကံဖောက်ဖြတ်မယ်ဆိုလို့ရှိရင်တော့ဒီလောက်အသေးအဖွဲစီကံလေးတောင်မလိုက်နာဘူးအဲ့ဒီသူကလိုက်မှာမဟုတ်ဘူးနောက်တစ်ခါလမ်းဘေးမှာ အနီနဲ့ဖြူကြားပြီးတော့ platform တွေမှာဆွဲထားတာအလှဆွဲတာမှမဟုတ်တာအနီနဲ့အဖြူရစ်ထားတဲ့နေရာဆိုလို့ရှိရင် ကားမရရဆိုတဲ့အဓိပ္ပာယ်ရတယ်လို့သိရတယ်သို့တော်လည်းဘယ်လိုပဲအနီအဖြူတတာရချင်ရတဲ့ဆိုတာဒါ traffic law ကိုမလိုက်နာတာလို့ခေါ်တယ်အနေနဲ့အဝါလောက်ထားလို့ရှိရင်ကားရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ် တခါဘုန်းကြီးတို့ခရီးသွားတဲ့အခါကားနဲ့သွားတိုင်းသွားတိုင်းတတိထားကျင်မိတယ်ဒီပြည်နေရာတော့ထဲ့မပြောပါဘူးရန်ကုန်မြို့ပဲထဲ့ပြောပြောရမယ်ဆိုလမ်းလက်ကောင်မှာမြင်းသည်ဆိုတာဆွဲထားတာရှိတယ်အဖြူကြောင်ကြီးတစ်ဆက်တည်းဆွဲထားရင်ဒါကမြင်းသည်လို့ခေါ်တယ်အဲ့ဒီမြင်းသည်ဟာဟိုဘက်ဒီဘက်မကူရဘူးဆိုတဲ့ဥပဒေပဲဒါဒါလည်းလောပဲနော် ဒီဥပဒေကိုလည်းလိုက်နာလိုက်နာမယ်ဆိုလို့ရှိရင်ယင်မတော်သဆဆိုတာဖြစ်ဖို့မနဲ့မနဲသွားတယ်လူတိုင်းလူတိုင်းစိတ်ကန်းနဲ့နေကြမယ်ဆိုရင်တော်သဆအဲ့ဒီမြင်းတွေမှာနှစ်ထပ်မြင်းဆိုပြီးတော့ဆွဲထားတယ်ရှိသေးတယ်မြင်းတွေနှစ်ထပ်ဆိုရင်ဟိုဘက်ကလည်းတစ်ဖက်ကိုကြောင်းလို့မရဘူးတစ်ဖက်ကလည်းဟိုဘက်တစ်ဖက်ကိုကြောင်းလို့မရဘူးတခါတခါကျတော့ နှစ်ထပ်မြဲမှာတစ်ဖက်ကြတော့အသေးမဟုတ်ဘူးတစ်ဖက်ကအသေးလောက်ထတာရှိတယ်ဟိုဘက်ကားကဒီဘက်ကူးကျင်ကူးလို့ရတယ်ဆိုအသေးပဲဟုတ်ဘုန်းကြီးတို့တော့အဲ့လိုနားလဲတယ်ပေါ့နော်အဲ့လိုနားလဲမိပွိုင်နေရောက်တဲ့အခါမြင်းတွေကြမှာသူကလိုင်းပြောင်းလို့မရဘူးစောစောတွေကကြိုတင်ပြီးတော့ကိုသွားမဲ့လမ်းကျောကိုယူရအဲအခုခဏခဏတွေ့တယ်ကားတွေကမြင်းတွေကြမှာဖြတ်ကျော်ဟုတ်ရင်တော့ဒီ မောတော်ဘဲဟိကဲမောတော်ပီကဲလို့ခေါ်တယ်မောတော်ဘဲကဲတွေကအေးယူတယ်အခုတော့အေးယူတာတဲမတွေးတော့မြင်းတိမ်ကိုဖြတ်လို့ရှင်အေးယူတယ်အဲ့ဒါလည်းစိကံဥပဒေတစ်ခုပဲအဲ့ဒါလို့ဒါလေးတွေကအသေးဖွဲစိကံလေးတွေအဲ့ဒီအသေးဖွဲစိကံလေးတွေတောင်မလိုက်နိုင်ဘူးဆိုတဲ့လူမျိုးဟာဘယ်လိုလုပ်တော့တက်ဖို့ရှိမလဲမတော်တက်နိုင်ဘူးသား မှန်နေတာနော်တခြားကြီးမားတဲ့စီကံတွေပြောအသေးခွဲလေးကစားလိုက်တာထွက်ပြလောတွေကိုလိုက်တာဘူးလိုအပ်တယ်ပေါ့လမ်းပေါ့၎င်းလှဆွဲထားတာမဟုတ်ဘူးဒါတွေကသူကလည်းသူစီကံတဲ့ကြလိုက်တာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အမတန်မှဟိုမကန်လေးစားပြီးတော့ဒီလိုနေရ ထဖြစ်လောင်းတဲ့ပတ်သက်ပြီးဘုန်းကြီးတို့လေ့လာကြည့်တဲ့တရားမှာ stop ဆိုတဲ့ sign board တွေ့လို့ရှိရင်ကားဟာ၄ဘက်ချရရမယ်လို့ဆိုတာရှိရှိမရှိရှိ stop sign board တွေ့လို့ရှိရင်၄ဘက်ချရ၄ဘိုင်းလုံး၄ဘိန်းလုံးဟာမလိမ့်ရတန်ငနဲ့ရရမယ်ပြီးတော့မှရှင်းပြီဆိုရင်သွားလို့ရနောက်တစ်ခါ keep way တို့ရီးတို့ဆိုတာဒီပြထားတာရှိတယ် အဲ့ဒါကြတော့တစ်ဖက်ကလမ်းမကြီးပေါ်မှာသွားနေတဲ့ကားတွေအချိန်နေကြည့်ပြီးတော့လေးဘိန်လုံးရက်ဆရာမလို့ဘူး give way ဆိုလို့ရှိရင်ကိုကားကိုဖြည်းဖြည်း၍ရွေးပြီးတော့ကားရှင်းနဲ့ဆိုသွားကပ်ပြီးတော့ဒီလိုနားလဲတယ်ခေါင်းကြီးတို့အဲ့ဒီလိုလမ်းစည်းကမ်းတွေတင်ကြတာတွေနော် ကာနစင်အနီနဲ့အနဲ့ရှင်ပြထားရင်ကြောမတဲရဆိုတဲ့နေရာပဲဒါတွေကဥရိနေနဲ့လောက်တာအဲ့ဒီ rope sign trouble sign ဆိုတာလေဒါတွေကိုလေးစားလိုက်တာကိုလောက်တယ်လူတိုင်းမှလေးစားလိုက်တာပေါ့တခါတော့ကမန္တလေးမှာဒီလိုပဲတရားပွဲသွားတယ် အနီဝိုင်းကြီးမှာကန့်လက်ပြအဖြူစင်းဆွဲထားတဲ့လမ်းဒါမဝင်ရဆိုတဲ့လမ်းပေါ့အကျူကိတ်တဲ့ပဲပညာတတ်တခါကြီးတယောက်ကားမောင်းတာအဲ့လမ်းကြီးကဖြတ်သွားတော့ဘုန်းကြီးကဟာကနေဟာဒီလိုအကျူကိတ်တဲ့ဆိုတဲ့လူတွေကမှဥပဒေမလေးစားရင်ကျန်တဲ့လူတွေဘယ်လိုလုပ်လေးစားမတော်လေးစားဘူး ်လက်ဆော့ဘုရားသခင်ကိုတော်မြတ်ကသူတပည့်တွေကို ဆုံးမတဲ့ထင်ပဲအနုမတ်တေသူဝိစေသူဘယတတဝီဥပဒေနဲ့ပတ်သက်ပြီးအသေးအဖွဲလေးတွေကိုပဲဘေးရအန္တရာယ်ကြီးဖြစ်မြင်ရမယ်လို့ဟောထားတာနော်အသေးအဖွဲလေးတွေကိုမလေးမစားမလုပ်ရဘူးအသေးအဖွဲလေးတွေကစားလေးစားရမယ်လို့လက်ဆော့ဘုရားအများဆုံးဆုံးမတဲ့အဲ့ဒါအနုမတ်တဆိုအနုဆိုတာအလွန်သေးငယ်တာပြောတာ အဲ့ဒီအနုဆိုတာနာကြီးနဲ့ရေးတယ်ပေါ့အခုခေတ်တော့အနုပညာဆိုတာသိငယ်တဲ့ပညာလို့ပြောမလားဘာလားမသိဘူးเนาะအဲ့ဒီအနုရဲ့အဓိပ္ပာယ်ကတော့နာကြီးနဲ့ရေးတဲ့ဟာသိဖွဲတယ်လို့အသေးအဖွဲလို့ဒီလိုဆိုလိုတာအနုမတ္တအသေးအဖွဲမျှတာဖြစ်တယ်သိခါပေသူလိုက်နာကြရမယ်စီကံဥရိဘယဓာတ္တဝီတကယ်ကို ဒါမလိုက်နာလို့မဖြစ်ဘူးဥပရိကြီးတခု အနေနဲ့လေးစားဖို့ဆိုရွတ်စွာဘုရားလူဆုံးမအဲ့တော့တိုင်းပြည်မှာဂုံသိခရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီလိုပဲအသေးဖွဲစည်းကမ်းလေးတွေအားစပြီးတော့လူတွေဟာအလုံးလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်းဓမ္မချီးမွမ်းမွေရာကောင်းပြီးကြီးပွားတွေ့တဲ့လူမျိုးနဲ့နိုင်ငံဖြစ်လာမှာပေါ့ ဒါကြောင့်ဆရာတော်ကြီးကအဲ့ဒီအိဗယ်မျိုးရအောင်လို့ဒါတွေကိုပြောတာစီကံလိုက်နာဖို့ကနဝယ်မှာတဲ့စီကံဆိုလိုက်နာရမယ်ဒီလိုဆိုတာပေါ့နောက်တစ်ခုကတော့ပါတော့ဆိုစံတက်ဖို့ကဒသမလို့ဆိုပြီးသူကျောင်းနိုင်မှာနေတဲ့ပုဂ္ဂိုလ်တွေစံတက်ဖို့အဓိကမဟုတ်ဘူးသူကခေါင်းပြောတယ်စိတ်ကောင်းရှိမှုကိုအဓိကထားပြီးတော့ဆုံးမသွားတယ်